ယောက်ဒီတိုင်းငတိုင်းချောင်းနဲ့ရခိုင်ပြည်နယ်ကလမ်းမြောက်ကလမ်းပေါ်ကအမြောက်တပ်သုံးလေးလေးအနီးတိုက်ပွဲတွေအရှိန်မြင့်လာခဲ့ပါတယ်။ AA ဥဆောင်တဲ့တော်လိုင်းတပ်ဖွဲ့တွေကအမြောက်တပ်သုံးလေးလေးကိုဇွန်12ရက်နေ့ကတည်းကစတင်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စစ်ကောက်စီဘက်ကလေကြောင်းပစ်ကူတွေ drone နဲ့စစ်တပ်လေထွေးတွေကိုတုံးပြီးတပ်ပြတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေခဏတော့စုတ်ခော့ခဲရတာရှိပေမဲ့တိုက်ပွဲကတော့အတကုံပြင်းထန်နေဆဲလို့သိရပါတယ်။မြေပြတ်တိုက်ပွဲဖြစ်လို့ နှစ်ဖက်အထိခိုက်များနိုင်တယ်လို့လည်းစစ်ရေးကျွမ်းကျင်သူတွေကသုံးသပ်နေတာရှိပါတယ်။ခလာရ36နဲ့စစ်မှုထမ်းတင်နန်းဆင်းတွေနဲ့အင်အားကိုဖြစ်ပြီးတော့စစ်ကောက်စီကထိုးစစ်ဆင်နေတာဖြစ်ပါတယ်။တချိန်တည်းမှာပဲရခိုင်ပြည်နယ်ကြောက်ထုမြို့နယ်ဖက်မှာလည်းစစ်မီးတွေတောက်နေပါတယ်။ဇော်လ18ရက်နေ့ဒီကနေ့မှာ AA ကခမာရ9လင်းနဲ့9လေးတုတ်တိုက်ရင်းတွေကိုလက်နက်ကြီးတွေနဲ့စစ်တိုက်ပစ်ခတ်နေပြီးခမရ၅လေး၃ဟာအတော်လေးထိခိုက်မှုရှိခဲ့တယ်လို့လည်းသိရပါတယ်။အဲ့ဒီတိုင်ရင်တစ်ခုက ကျောက်ထူရန်ကုန်လမ်းမကြီးဘေးမှာငါးဖလောက်သာကွာဝေးတဲ့အခြေအနေမှာတည်ရှိတာပါဇွန်15ရက်ည9နာရီကျော်မှလဲခလာရ34နဲ့စာရဖရုံအနိတဝိုင်မှာလက်လက်ကြီးတွေကြောက်ရောက်ပောက်ကွဲခဲတာကြောင့်မြို့ခန့်တွေကကြောက်လန့်နေကြတယ်လို့သိရပါတယ်ရေးကြီးဆုံးအချက်အနေနဲ့စစ်ကောက်စီဟာကျောက်ထူလေစိတ်ခမရ94နှစ်ကျောက်တလုံးကဲဆယ်ရေးစခန်းတွေစီကိုဇွန်လ16ရက်နေ့ညနေပိုင်းမှာစစ်အင်အားရာနဲ့ချီထပ်ဖြည့်ပြီးတော့လှုပ်ချော်ရေးတိုးမြင့်လိုက်တာပါပဲတဟာ ကြောက်ဖြူမကြစေရေးအတွက်မဟာဗျူဟာမြောက်ပြင်ဆင်မှုလို့သုံးသပ်လို့ရပါတယ်။ဒါပြင်မှာကို AAR နိုင်ရကန်ဗျူဟာကိုစက်တိုက် နေတာရှိပါလေ။မကွေးတိုင်းကကပါဆာဆက်ရုပ်တွေစီ AA ရဲ့ထိုးစစ်ရောက်လာနိုင်ခြင်းရှိတာကြောင့်စက်ကောက်စီဖက်ကလည်းအခန့်စစ်အကြီးကျယ်ပြင်ဆင်ထားတာကိုတွေ့ရပါတယ်။ဒီထက်ပိုပြီးဆိုးရွားတဲ့အခြေအနေတစ်ခုကတော့ကြောက်ဖြူမှာကြံရှိနေတဲ့ခမ်းမရ၅၄တုတ်တက်ရင်ဟာ ရခိုင်လူမျိုးစစ်သားမိသားစုတွေကိုတိုင်ရင်ထမ်းမှခံထားခဲ့ပြီးတခြားလူမျိုးမိသားစုတွေကိုတစ်ပေါက်တောင်ရေတပ်ကိုပြောင်းရွှေ့ခဲ့တာပါပဲ။ဒါဟာတပ်တွင်းတည်င်းပေါက်ကြားမှာဆိုးရိပ်တာကြောင့်ဖောက်ရီသိသိတာတွေတော်လာခွင့်ကတ်တတောက်တွေပါလုံးဆောင်နေတယ်လို့သိရပါတယ်။ဒါဟာစစ်ကောက်စီရဲ့ရခိုင်ပေါ်မှာထားတဲ့တန်တရားနဲ့မယုံကြည်မှုမိမောင်းထိုးပြနေတာဖြစ်ပြီးတော့တော်လိုက်အင်အားစုတွေစီကိုတပ်သားတွေထွက်ပြေးပြီးတော့ပူပေါင်းမှုကိုဆိုးရိပ်တဲ့အခြေအနေဖြစ်ပါတယ်။ မကွေးတိုင်းငဖဲမြို့နယ်ဖက်မှလည်းဇွန်18ရက်ဒီကနေ့မနက်ပိုင်းကစပြီးကပ္ပစ14ဆက်ရုံနဲ့နမိုင်အကွာမှာအေရိုးပါဝင်တဲ့တော်လိုက်ပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်မ69တို့အကြမ်းမှာတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ကပ္ပစ14ကနေလက်နက်ကြီးတွေပြစ်ကူပေးနေပြီးတော့တင်ကားတွေပါသုံးနေတာကြောင့်အဲ့ဒီစစ်မျက်နှာအသက်ဟာစစ်ကောင်စီအတွက်အရေးပါတဲ့ဆက်ရုပ်တွေကိုကာကွယ်ဖို့ပြပြထထန်ခုခံနေတဲ့အနေအထားမှာရှိတာတွေ့ရပါတယ်။ လက်ရှိရခိုင်ကြောက်ဖြူဘက်ကအခြေအနေဟာမြမတော်လန်ရေးရအကြီးမားဆုံးအလက်ကြောင်းတစ်ခုစီကိုဖြတ်ကျော်နေတဲ့အခြေအနေလို့ပြသနေတာဖြစ်ပါတယ်သူရဲ့နောက်တစ်ခန်းမှာကျွန်တော်သုံးသပ်ချင်တာကဒါဟာနောက်ဆုံးစစ်မြစ်ပြင်လာနိုင်ငံရေးအတွက်ဆိုရင်ပထမဦးဆုံးတကားပေါက်လာပိုပြီးလည်းလည်းရှာရှာသုံးသပ်ကြည့်အောင်ပါရခိုင်ဒေသမှာကြောက်ဖြူရဲ့အရေးပါမှုဟာရိုးရိုးစစ်မြစ်ပြင်တစ်ခုတည်းတော့ပုံနေတာသိချပါပါတယ် မြန်မာဒေါ်လာရဲ့ဗဟိုချက်ဥတည်နေတဲ့မဟာဗျူဟာမြောက်ထိုးပေါက်တဲ့ကစားပွဲတစ်ခုလို့ပြောလို့ရပါတယ်ပြောချင်တာကမြန်မာနိုင်ငံရဲ့ဇက်ခုပ်ပေါ်မှာကြောက်ဖြူရဲ့ဩဇာပါအေးအေးအတွက်တော်မကတနိုင်ငံတို့အတွက်ဘာဖြစ်လို့အရေးကြီးလာလဲဒါဟာဒေါ်လာရဲ့နောက်ဆုံးစစ်မြေပြင်လို့ဆိုနိုင်တဲ့အထိသို့မဟုတ်နိုင်ငံရဲ့အာဏာရဲ့ပထမဦးဆုံးတကားပေါက်ပြောလို့ရပါတယ်အေးအေးရဲ့ရခိုင်စစ်စင်ရေး ဟာတရုတ် BRIC မှာခဲ့ရဲ့အချက်ချဖြစ်တဲ့အကြောင်းဖြူကိုဥတီပြီးတော့ရောက်လာနေပါပြီ။ရိုးရှင်းတဲ့စစ်ပွဲတစ်ခုတော့မဟုတ်တော့ပါဘူး။ဒါဟာအုတ်ချုပ်ရေးအာဏာကိုအေအေတို့ချုပ်ကိုက်ဖို့ကြိုးစားရုံတောင်မှကတရုတ်ရဲ့အေယာမစီးပွားရေးအကျိုးအမြတ်တွေကိုပါထိတ်ချုံနိုင်မဲ့စစ်တရင်နဲ့နိုင်ငံရေးဆိုတဲ့ထိုးပေါက်ကစားပွဲကြီးတစ်ခုတော့ဖြစ်ပါတယ်။ရောအာဏာကိုတာမြစ်ဖို့စစ်အောင်ပွဲတစ်ခုတည်းနဲ့မလုံလောက်တော့ပါဘူး။ နိုင်ငံရေးစီးပွားရေးအခြေခံတွေနဲ့ဆုံးဖြတ်ရမယ့်အခြေအနေကြီးကို A လို့ရောင်းနေတာတွေ့ရပါတယ်။လက်ရှိမှာ AA ကရခိုင်ပြည်ရဲ့78မြို့မှာ15မြို့ကိုတိုက်ပိုက်ထားပြီးဖြစ်ပါတယ်။ကျန်တဲ့3မြို့တွေကကြောက်ဖြူကိုတော့တရုတ်ရဲ့ SEZ AA တရုတ်စစ်ကောင်စီတို့အကြားငွေကြေးလက်နက်တန်တမာရေးရအားပြိုင်ခွင့်တစ်ခုဖြစ်နေတာတွေ့ရပါတယ်။ဆိုလိုချင်တာက တရေအယသိမ့်ပိုင်နိုင်ရုံနဲ့အေအေဟာအောက်ချုပ်ရေးအာဏာကိုအပြည့်အဝရမှာမဟုတ်ပါဘူး။ဒါကိုနိုင်ငံရေးဝိုင်းရမှု political and circumstance လို့ခေါ်တဲ့နိုင်ငံတကာအမြင်တွေစီးပွားရေးပူးပေါင်းမှုတွေနဲ့ federal မူပေါင်းချမှတ်မှုလို့တသမန်ရေးရတကားတွေကိုပါဖွင့်နိုင်မှာတော့ပဲ။ရေးရှိမှတည်တန်းတဲ့အောက်ချုပ်ရေးတစ်ခုပေါ်လာလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်။ ပြီးတော့ကြောက်ဖြူအရေးဟာ AA အပါဝင်မြန်မာဒေါ်လာရေးအတွက်ပါအရေးကြီးပါတယ် AA လို့တွက်ဆိုရင်တော့ပို့ပြီးအရေးကြီးတဲ့အခြေအနေပါဖြစ်နိုင်ချေလမ်းကြောင်း၃ခုကိုညွန်ပြနေတာရှိပါတယ်ပထမလမ်းကြောင်းကအောင်ပွဲမှာပိတ်မိတာမျိုး statement trap ပိတ်မိတဲ့အခြေအနေတစ်ခု AA စစ်ကိုအနိုင်ရပေမဲ့တရုတ်ရဲ့စီးပွားရေးကြားဝင်မှုကြောင့် balance autonomy နည်းနည်းတတအုပ်ချုပ်မှုအခြေအနေအပြည့်အဝကိုမရဘဲနဲ့ရခိုင်ရဲ့အာဏာဟာ limited influence အပိတ်အတားထဲ ပိတ်မိသွားနိုင်တဲ့အခြေအနေတစ်ခုပါစစ်ပွဲနိုင်ပေမဲ့နိုင်ငံရေးအမျက်မရရှိတော့နဲ့တူပါတယ်မြန်မာတမိုင်းကဒါမျိုးတွေအနေခဲ့ပါဘူးဥပမာဖက်ဆစ်ဂျပန်ကိုတိုက်ထုတ်နိုင်ခဲ့ပေမဲ့ဗြိတိရှားလက်အောက်ကနေချက်ချင်းမလွတ်မြောက်သေးတဲ့နိုင်ငံရေးဆွေးနွေးပွဲကြီးအများကြီးစပီးလောက်ခဲ့ရတဲ့မြန်မာလောလောရေးကြိုးပမ်းမှုကာလကိုပြန်ကြည့်ကြည့်ပါအဲ့လိုစေရေးအောင်ပွဲကနိုင်ငံရေးအောင်ပွဲကိုအလိုအရယူဆောင်မပေးဘူးဆိုတဲ့တာတကတစ်ခုဖြစ်ပါတယ် ဒုတိယလမ်းကြောင်းကတော့ငွေရေးကြေးရေးကြားမှာပြန်လည်ဆက်ဆံရေးပါ catch diplomacy တရုတ်ကဝင်ရောက်ဖြည့်ရှင်းပြီး AA နဲ့တိုက်ရိုက် စီးပွားရေးသဘောတူညီချက်တွေချုပ်စာချုပ်ချုပ်တော်မျိုးအဲ့ဒါဆို AA ကတော့အမြင်ဖြင့်တရုတ်ဝင်အစိုးရ legitimate governor ဖြစ်လာပြီးစီးပွားရေးငြိမ်းချမ်းရေး economic speed integration အုပ်ချုပ်ရေးကိုဘာတိဆောက်လာနိုင်မှာ ဖြစ်ပါလဲဒါဟာစီးရေးကိုစီးပွားရေးနဲ့ချုပ်ကင်တဲ့မဟာဗျူဟာတစ်ခုပါ နိုင်ငံရေးသိပ္ပံမှာဟာ neo realism လို့ရှိပါတယ်အဲ့ဒီ theory အရနိုင်ငံတွေဟာသူတို့ရဲ့စီးပွားရေးစိတ်ရအကျိုးစီးပွားကိုအဓိကထားပြီးတော့လှုံ့ဆော်ကြတာဖြစ်ပါတယ်တရုတ်အနေနဲ့အကြောင်းပြု SEZ မှာယင်းနီမြောင်းနံမှုတွေအများကြီးရှိနေတာကြောင့် AA နဲ့တိုက်ရိုက်ညှိနှိုင်းပြီးသူရဲ့အကျိုးစီးပွားစီးပွားယင်းနီမြောင်းနံမှုတွေကိုကောက်ွက်မယ်ဆိုရင်ဒါဟာသူရဲ့နိုင်ငံရေးအားကိုပါတိုးချဲ့ရရောက်တယ် အာဖရိကနိုင်ငံတွေမှာလည်းတရုတ်ကစီးပွားရေးနည်းမျှော်နှံမှုတွေနဲ့နိုင်ငံရေးဩဇာကိုပူပေါင်းပြီးဒေသခံအင်အားစုတွေနဲ့ချက်ထွင်တဲ့အခြေအနေမျိုးနဲ့တူပါတယ်။ဒါတစ်ချက်ပါ။တတိယလမ်းကြောင်းကရခိုင်ရဲ့ Federal Model နဲ့ဘယ်လိုသွားမလဲပေါ့။ AA အကြောင်းပြုသိပြီး SEZ အထဲမှာပဲ Federal အုပ်ချုပ်ရေးစနစ်အစ်စ်ဖန်တီးလို့ရောက်ပါတယ်။ဖြစ်လာနိုင်တဲ့2026 2029မှာဆိုဒီလိုအတွက် federal batch mail လို့ခေါ်ပြ federal တခုဖြစ်လာနိုင်တဲ့အထိစူးစမ်းလို့ရပါတယ်ဒါကတော့မျိုးလင်းချက်အိမ်မက်လို့ပြောရင်ပုံမှန်ပါတယ်ဒါပေမဲ့အိမ်မက်တွေကလည်းလေမှာလက်တွေ့ဖြစ်လာတာမျိုးရှိပါတယ်တောင်အာဖရိကမှာလူမျိုးရေးခွဲခြားမှုကိုအနိုင်ယူခဲ့တဲ့ ANC African National Congress ကိုကြီးကြီးပါအဲ့ဒါနဲ့စင်တူပါတယ်မျိုးလင်းချက်ဆိုတာခိုင်မာတဲ့ရည်မှန်းချက်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေတော့မှ ဖြစ်လာစေနိုင်ပါတယ်။တရုတ်ရဲ့ကြောက်ဖြူရင်းနှီးမြှုပ်နှံမှုစာချုပ်ဟာဒီလ25ရက်နေ့2025မှာတက်တန်းကုန်မှာဖြစ်ပါတယ်။ဆိုလိုတာကနောက်ထပ်9ရက်ပဲလိုပါတော့တယ်။ဒီချိန်ကာလဟာအနိုင်ပုံမဲ့အချိန်နဲ့တရုတ်ထိတ်ချုံမှုဝင်လာမဲ့အချိန်အားပြိုင်မှုထပ်တူကြနေတာတွေ့ရပါတယ်။ဒီ9ရက်တောက်ကာလမြန်မာပြည်အတွက်ရောအေအေတို့အတွက်ရော ်တမိုင်းဝင်မဲ့နေ့ဖြစ်လာမလားဒါမှမဟုတ်တရုတ်ရဲ့အကွက်ရွှေ့တဲ့ကစားပွဲဖြစ်သွားမလားဆိုတာစိတ်ဝင်စားဖို့အလုံးနဲ့ကောင်းပါတယ်လက်ရှိရခိုင်ပြည်နယ်ရဲ့နိုင်ငံရေးမြေပုံက AAS ရဲ့အောင်ပွဲတွေကြောင့်တော့လောကပြောင်းလဲသွားပြီဆိုတာအားလုံးသိပြီးသားပါရှစ်ခိုင်ခုနှစ်ခိုင်ကိုပိုင်အုပ်ချုပ်နေတဲ့ AA ကြံတဲ့အကြောင်းပြုစစ်တွေရန်ပြက်သုံးမျိုးအခုပါရောက်အောင်ထိတ်ချုပ်နိုင်ဖို့တဆင့်ချင်းတဆင့်ချင်းပုံဖို့ကြိုးစားနေတဲ့အခြေအနေရှိပါတယ် ရှင်းပါလေကျောင်းသူကခုနပြောခဲ့တယ်လို့တရုတ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုအကျိုးစီးပွားတွေနဲ့ပါဆက်ဆက်နေတာကြောင့်ပထဝီစီးပွားရေးပုံခွက်ချက် GEO Economic Nook CMEC ဟာအဓိကတကားပေါက်တစ်ခုပါတရုတ်ရဲ့အသက်ပါ AA ရဲ့အစီရေးခြေလှမ်းတွေကအကျောက်ပြူဒီစစ်ကောင်စီဌာနတွေရဲဌာနချုပ်တွေဘ ਹੁ တွေအထက်ထိရောက်နေပြီဆိုတာလက်လက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေတဲ့ဆိုတာတွေကျွန်တော်ပြောခဲ့ပါတယ်ဒါဟာတစ်ဖက်ကကြည့်ရင်တရုတ်ရဲ့စီးပွားရေးအသက်သွေးကြောကို ဓာတ်ရိုက်ခြေချောင်းနေတာပဲဖြစ်ပါတယ်တရုတ်ကကြောက်ဖြူ SEZ မှာရေနံပိုက်လိုင်းရေနံစိတ်ကန်းဒီ crude terminal တွေမှာရင်းနှီးမြှုပ်နှံထားတာကြောင့်ဒီဒေတာတည်ငြိမ်ရေးကိုအပြင်းအထန်လိုလားတဲ့ဆိုတာကတော့ရှင်းပါတယ်ဒါပေမဲ့ AASA ရဲ့အောင်မြင်မှုတွေကတရုတ်အတွက်ခေါင်းခက်စရာရင်ခုန်တဲ့အခြေအနေစိတ်လုံချောစရာအခြေအနေတွေဖန်တီးပေးနေတာဖြစ်ပါတယ်ဟာရခိုင်ပြည်နယ်ရဲ့အရင်မြစ်အထောက်ချအနာနဲ့အလုံချုံရေးပဋိပက္ခ ိုပို့ပြီးတော့နှက်ဆိုင်စိတ်ပါတယ်ဥပမာအင်အားကြီးလက်ဝဲတမတူရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုကိုရန်သူကတိုက်ခိုက်တော့မယ်ဆိုတဲ့အခါအဲ့ဒါသူကတိပြီးတော့ဘယ်လိုတောက်ပြန်မလဲဆိုတာမျိုးစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေမျိုးပါသူဟာအင်အားကြီးလို့စူပါပါဝါဖြစ်လို့ပါတရုတ်ရဲ့အခြေအနေလက်ရှိဒီအနေထားနဲ့တူးနေပါတယ်ကြောက်ဖြူအရေးဟာအေအေနဲ့မတော်လာရဲ့အတွက်ရောကြီးမားတဲ့စိတ်ခေါ်မှုအလက်ပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ် ဒါပေမဲ့လွန်မြောက်အောင်ထိုးပေါက်ကြံစားနိုင်ရင်တော့စီပွားရေးစစ်ပွဲအောင်ပွဲဖန်တီးနိုင်မဲ့အေရိုကြီးမားတဲ့အခွင့်အလမ်းလည်းဖြစ်ပါတယ်အေအေကညီနိုင်နိုင်မယ်ဆိုရင်ဒါဟာမြန်မာနိုင်ငံပထမဦးဆုံး EAO Development Zone ဖြစ်လာနိုင်ပါတယ် ဒါပြင်တခြား EAO တွေအတွက်ပါဆန်နမူနာယူစရာတခုလည်းဖိလောက်နိုင်ပါတယ်တရုတ်ကိုမတိုက်ခိုက်ပဲညီနိုင်တာက မတော်လန်ရပဲတော်လန်ရဲ့အောင်ပွဲခန့်ခြင်းကိုပြသနိုင်ပါလိမ့်မယ်မဟာပြူအမန်လိုက်တော့ရကိုတင်ပြချင်းပါလိုက်မြန်မာနိုင်ငံကြီးအတွင်းရခိုင်ပြည်နယ်မှာ AA တို့ရဲ့လေပြင်းတိုက်နေတဲ့အချိန်လေးကြောက်ဖြူကိုဥတီပြီးတော့တိုက်ခတ်တယ်ရဲတပ်ရဲ့34ချီလင်းစခန်းတွေကိုတိုက်အေးလက်ထက်ကြတယ်ဒုတိုက်ရင်မှုတွေ စနိုက်ပါနဲ့ပြစ်ခတ်တယ်တပ်သားအများပြားလက်နက်ချတယ်ဖမ်းဆီးခံရတာတွေရှိတယ်စစ်အင်အားပိုင်းဆိုင်ရာထိတ်ချုံမှုဆုံးရှုံးအချက်ပြနေတဲ့အခြေအနေဒီထိုးစစ်တွေရဲ့နောက်ကွယ်မှာဘသူရဲ့ဗျူဟာက ရေရှည်မှာအသာစီးရမလဲအဖေကရိုးရှင်းတဲ့ထင်ရပေမဲ့နည်းနည်းပါတယ်ကျွန်တော်ခုနပြောသလိုကြောက်ဖြူရဲ့တိုက်ပွဲဟာမြေပြင်တိုက်ပွဲတက်တက်မဟုတ်ပါဘူးတရုတ်ရင်းနှီးမြှုပ်နှံမှုကြီးကြဲရှိတဲ့အတွက်ကြောင့်အဲ့ဒါကိုထိတ်ဓာတ်ရိုက်ချဲချောက်လာတဲ့အခြေအနေပါ ယူရိုအာရှ review ကတုံ့တက်ထားတယ်လို့ပဲရခင်ကစက်ကောက်စီကိုကြောထောင်နောက်ခံပြုခဲ့တဲ့တရုတ်ဟာ AA ရဲ့တိုးတက်လာတဲ့အောင်မြင်မှုတွေကြောင့်အမေရချုပ်ကိုက်နိုင်မဲ့စီးပွားရေးတည်ငြိမ်မှုပျက်စီးနိုင်ခြေကိုမြင်လာတာနဲ့အမြဆိုးရိပ်ပူပန်မှုတွေတိုးလာနိုင်ပါတယ်။ဒါယူရိုအာရှ review ရဲ့ဒီကနေ့ဆောင်းပါးတုံ့တက်ချက်ဖြစ်ပါတယ်။တရုတ်ဟာမြန်မာတော်လှန်ရေးကိုပြည်တွင်းရေးရဆိုပြီးကဘာကိုမျက်စိကွယ်နေအောင်ဖောက်ထားတာဟာတောင်းတခုပါ။ လက်ရှိချိန်နှင်းမှာအဲ့ဒီဟာကတရုတ်နယ်စပ်လုံခြုံရေးကိုပါအန်တီအဖြစ်စေနိုင်ပါတယ်စစ်ကောင်စီရဲ့စီလုံးမှုနဲ့အာဏာသိမ်းမှုအခွင့်အလမ်းယူပြီးနယ်စပ်မှာအကျိုးမြတ်ထူထောင်ဖို့ဂျိုးပန်းနေတာဟာတရုတ်အတွက်ပါ သူ့ရဲ့ဆုံးဖြတ်ချက်ရွေးချယ်မှုရည်တည်မှုအမကစားနည်းဤတဲ့လောင်ကြီးထက်တဲ့နိုင်မြင့်အမတွေဖြစ်နိုင်ပါတယ်နိုင်ငံရေးအသည့်ရေးချယ်တွေမြင့်လာတဲ့မြန်မာပြည်သူတွေရဲ့ပူပေါင်းဆက်ကျင်မှုစနစ်တကျကန့်ကွက်မှု အခြေလူထုလှုပ်ရှားမှု grass root movement ဟာတိဆက်အာနာဂိုတမက ပြင်ပကဝင်ရောက်ပတ်သက်တဲ့အနေအထားကိုလည်းကြီးမားတဲ့လှုပ်ခတ်မှုဖြစ်စေနိုင်တယ်ဆိုတာတရုတ်သဘောပေါက်ဖို့လိုပါတယ်ကျွန်တော်တို့ပြောဖို့လည်းလိုပါတယ်ပြီးတော့ဒီချင်းတွေအောက်မှာမဟာဗျူဟာ၃ရက်ကိုကျွန်တော်သုံးသပ်တင်ပြချင်ပါတယ်ပထမဦးဆုံးကြောက်ဖြူ SEZ နဲ့တရုတ်ရဲ့နှလုံးခုန်တန်းတော်တော်လေးကိုပြင်းထန်နေတဲ့အတန်လေးမြင်တာပါတယ် AA ရဲ့ထိုးစစ်ဟာတရုတ်ရဲ့ဘန်ဒါဒိုက်ကိုတိုက်ရိုက်ချိန်ချောင်းနေတာလို့ပြောခဲ့ပါတယ် တယောက်ကသူတို့ရဲ့စီမံကိန်းကြီးအတွက်လုံခြုံရေးမတည်ငြိမ်ပါကိုအကြီးကျယ်ဆိုးရိမ်နေတာဖြစ်ပါတယ်ဒါကမန်တိုင်းတရက်ဒုတိယက AA နိုင်ငံကြီးအခင်းကြီးအစ်စ်ပါ AA ဟာစီရင်အင်အားနဲ့စစ်ပွဲဝင်ရဲ့တိုက်ပွဲဝင်စွဲရည်အလွန်ပဲအကောင်းပါတယ်ဒါပြင်မဟာမိတ်ကျယ်ပြန့်မှုတွေကြောင့်မြေပြင်မှာစစ်ကောက်စီတပ်တွေကိုအပြည့်ပြည့်အနိုင်ရတဲ့ဆိုတော့အားလုံးသိပါတယ်ဒါပေမဲ့ဒီစစ်ပွဲအောင်မြင်မှုအနိုင်တွေကိုတရုတ်လိုနိုင်ငံကြီးတစ်ခုရဲ့ စီးပွားရေးအကျိုးစီးပွားနဲ့ဘလို့ထိန်းညီးပြီးရှေ့ဆက်မလဲဆိုတာကပို့ပြီးအခရာကြားလာတာဖြစ်ပါလေဒါဟာတဖြည်းဖြည်းအရေးကြီးလာတဲ့အခြေအနေပါအေအေတို့ဟာစစ်အနိုင်ရတာနဲ့တင်မလို့လောက်ပါဘူးနိုင်ငံရေးစစ်တူရင်ဘွဲကိုပါပါနတ်စွာ ကစားတက်ဖို့လိုနေတာကိုတွေ့ရပါတယ်တတိယအချက်ကစစ်ကောက်စီရဲ့ကံကြမ္မာကတော့ရှင်းတယ်ကြောက်ဖြူမှာစစ်ကောက်စီတပ်တွေအကြီးကျယ်ထိခိုက်မှုတွေကတော့ သူတို့ရဲ့စိတ်အင်အားယုံယုံမှုစွဲရည်တိုက်ခိုက်လို့စိတ်မယုံကြည်မှုအလုံးရှင်းလင်းစွာပြသနေတာဖြစ်ပါတယ်။တရုတ်ရဲ့ဆိုးရိမ်မှုတိုးလာသလိုစစ်ကောင်စီပေါ်နိုင်ငံတကာဖိအားတွေတရုတ်မယုံကြည်မှုတွေပုံစံမျိုးစုံနဲ့ဘာမှမဆိုဖြစ်လာနိုင်ပါတယ်ပေါ်ပေါက်လာနိုင်ပါတယ်။ဆိုလိုတာကလူနာကအသက်ထွက်ခနေပြီ။ဒါပေမဲ့ဆရာဝန်ကဘသူကိုစစ်ကုပေးရမှန်းမသိတော့ဘူးဆိုတာမျိုးဖြစ်နေတာပါ။ဒီလိုအခြေအနေတွေအောက်မှာတရုတ်ဟာ SEZ လောက်ချော်ရေးအတွက် ထိချုပ်ရေးမဟာဗျူဟာလို့ခေါ်တဲ့ containment strategy လို့ခေါ်လို့ရတဲ့ချိကတ်မှုမျိုးတွေလှုံ့ရှားလာနိုင်ပါတယ်။တယောက်က AA ကိုတန်တမန်ဆက်ဆံရေးကနေပြောပြောင်းတဲ့ဖိအားသို့မဟုတ်စီးပွားရေးအရန်နံမြေတည်ထောင်တာမျိုးစစ်ကောက်စီကိုကြောထောင်နောက်ခံဖြူလာတဲ့ပြည်သူစစ်လို့ခေါ်တဲ့ military တွေနဲ့ပူးပေါင်းတာမျိုးတွေအထိဖြစ်လာနိုင်ပါတယ်။ပြည်သူစစ်ဆိုတာစစ်ကောက်စီလက်နက်ပံ့ပိုးတဲ့အဖွဲ့တွေသို့မဟုတ်တခြား data ကအဖွဲ့တွေပြည်သူစစ် အဖွဲ့တွေလုံခြုံရေးအဖွဲ့တွေအကုန်ပါဝင်ပါတယ် military ရလို့ခေါ်ပါတယ်တရုတ်ရဲ့ viewer ကအမြဲတမ်းခွန်အားကြီးမားမှုအသာစီးအပေါ်အာကိုတကြီးနဲ့တိဆောက်ထားတာဖြစ်ပေမဲ့မြန်မာပြည်မှာတရုတ်ရဲ့ super power အင်အားကြီးဆိုတဲ့အခြေအနေကရှင်းအောင်မသိတဲ့မုန်တိုင်းထဲမှာ ပိတ်မိနေတဲ့ဆိုတာသူတို့မိထားလို့မရပါဘူးကြည်ကွဲရလာတဲ့အထိတင်းမာမှုတွေဖြစ်လာနိုင်တယ်ဆိုတာသူတို့သိဖို့လိုအပ်ပါတယ်ကြားနိုင်ဖို့ပုံပြီးလိုအပ်ပါတယ် ဒါအပြင်အေးအေးအနေနဲ့လည်းမြေပြင်အနိုင်နဲ့တင်မလုံလောက်တော့ပါဘူးဆိုလိုတာကနိုင်ငံရေးစီးပွားရေးရှူတောက်တွေကနေပြီးတော့မဟာပြူအောင်ရောက်ထိကြမှုလို့ခေါ်တဲ့ strategic navigation လုပ်ဖို့လိုအပ်လာပါပြီ SEZ ကိုမဖြစ်စည်းပဲ AA admin plus china go manage အဲ့ဒီပုံစံမျိုးပူပေါင်းဆောင်ရွက်တာမျိုးတက်တော့ပါတယ်ပုံဖို့တင့်တဲ့ပုံရိပ်တစ်ခုကတော့ we are not anti china we are pro rakhine အဲ့ပုံရိပ်မျိုးပြတ်သားဖို့လိုပါတယ်ဒါပြင်ပူကောင်းတာကအခြားပြည်မကခိုင်မာတဲ့အင်အားစုတွေနဲ့ပူးပေါင်းပြီးတရားဝင်နယ်မြေတွေကိုတည်ဆောက်မှုတစ်ခုကိုကူညီပူးပေါင်းပြီးကြိုးစားပုတ်ဖော်တာဖန်တီးတာဒါဟာအေအေရဲ့မဟာဗျူဟာမြောက်ရွေးချယ်စရာတွေဖြစ်ပါတယ်မြေပြင်အနိုင်ကို နိုင်ငံရဲ့အမျက်အစွန်းအဖြစ် ခိုင်မာတဲ့ပြောင်းလဲနိုင်မှုကသာ ရေရှည်တည်တဲ့ အောင်ပွဲကို AA တို့ရရှိနိုင်မှာဖြစ်ပါတယ်။ညီကချိုးရမယ်ဆိုရင်ကြားဖြူကနေပေးတဲ့သင်ကန်းစာကတိတ်ခုရှင်းပါတယ်။နေမျိုးကိုတိတ်ထားရုံနဲ့တော့ရှင်ပြင်းတပါဖြစ်သွားတာမဟုတ်ဘူးဆိုတာပါပဲ။နိုင်ငံရေးစီးပွားရေးချိတ်ခွင်းရှောက်ကိုပါကျွမ်းကျင်စွာထိန်းကြီးနိုင်မှာအောင်မြင်မဲ့အခြေအနေသင်ကန်းစာရှင်းရှင်းကြီးရောင်းနေတာပါပဲ။ဒါဟာဒေတာတိုင်း EO တိုင်းအတူယူပြီးပြင်ဆင်ထားဖို့လိုအပ်ပါတယ်။ အေအေဟာစစ်မြေပြင်မှာ အနိုင်ရခဲ့ပါပြီ။ဒါပေမဲ့တရုတ်ဟာငွေကြေးဖိအားပုံစံအနှဲငယ်ပြောင်းလဲမှုတွေအတုံးပြုပြီးကျွန်တော်တို့ခမားတို့ကိုရွေးချယ်တတ်တဲ့ဆိုတာကိုတော့မဖြစ်မနေတတိပြုဖို့လိုပါတယ်။ဒါကအခုချိန်နေမှာပို့ပြီးတော့အရေးတကြီးတတိထားဖို့လိုနေတာဖြစ်ပါတယ်။ဒီတော့ဒီတော်လိုင်းကြီးမှာမြေပြင်အနိုင်ကပြည့်ပြည့်စုံတဲ့အနိုင်မဟုတ်ပါဘူး။ နိုင်ငံရေးအမျှော်မြင်ကသာစစ်မှန်တဲ့အောင်ပွဲကိုဖန်တီးနိုင်လိမ့်မယ်ဆိုတာကိုတော့အလုပ်ကိုတုတ်တက်တတိပြုစင်စားဖို့ကျတော့ထောက်ပြချင်ပါတယ်ဒီတော့ CRPH and AD ရုံးနဲ့နဲ့ကွဲနေတဲ့အခြေအနေတချင်ပါတယ်မြမနယ်ဥတော်လိုင်းရေးအရှိဟုတ်ပြင်းစွာဆီလက်စီစင်းနေပေမဲ့တော်လိုင်းရဲ့နှလုံးသားထဲမှာပဋိပက္ခတစ်ခုနဲ့နဲ့နဲ့ခုအောင်းနေပါတယ်တိပါရလား ် NLD နဲ့ CPA NUG ကြောက်ကရုံးနဲ့နံကွဲပြားနေတဲ့အခြေအနေပါဒါဟာတော်လန်ရေးတစ်ခုလုံးအနာဂတ်ကိုဘယ်လိုပေါ်ပေါ်မလဲဆိုတော့ခုချိန်မှာတွေးတော်ပြီးမိကောထုတ်ပြီးတော့ဖြည့်ဆို့ထားဖို့အရေးကြီးဆုံးအခြေအနေပါအလွန်အရေးကြီးပါတယ်2017 February တရက်နေ့အနာသိပ်ပြီးချိန်မှာ CPA ဟာ NLD ကိုဆက်လက်တချို့နဲ့ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်သူတို့ဟာ NLD ရဲ့တရားဝင်အသိပ္ပပြုမှုမရှိဘဲ NLD ကိုစားစစ်အာဏာရှင်ကို စန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ဒီအချက်ဟာ NLD အဖွဲ့ဝင် အချို့ကြောင့်မှပါတီကိုကိုစားမပြုတ်ဘဲနဲ့ကိုစားပြုတ်မှုအတုနာမည်ခိုးယူတုံးဆွဲသူစတဲ့ဝေဖန်မှုတွေကိုဝေဖော်ပေးစေခဲ့ပါတယ်။ဒါဟာတော်လန်ရဲ့ legitimacy တရားဝင်မှုကိုပါချိန်ချောက်လာတဲ့အကြီးမားဆုံးပြဿနာတစ်ခုပါ။ဒီလိုရုံနံကွဲပြားမှု အရင်မြစ်ကိုတိတ်ချဖောက်ထွင်းကြည့်မယ်ဆိုရင်အချက်၃ချက်ကိုတွေ့ရပါလိမ့်မယ်ပထမချက်က CEC ဆိုအတုငင်းပွားမှုပါပဲ CRPA ဟာ2021 match လမှာ NADCEC ကိုစားစားစားထုတ်ပြီးဒေါ်လာရေးကိုတရားဝင်တဲ့အခြေအနေမျိုးတက်တန်းတိုးခဲ့တယ်လို့ဆိုခဲ့ပေမဲ့နောက်ပိုင်းဦးဟန်တာမြင့်က NAD ရဲ့တရားဝင်အတည်ပြုချက်မရှိပါဘူးဆိုပြီး ဖြေရှင်းခဲ့ပါတယ်လက်ရှိဒီသတင်းကိုဘယ်သူမှဆက်ပြီးဘုံမဖော်ပါဘူးဒါဟာပေါ့ပေါ့လေးထားလို့ရတဲ့အရာမဟုတ်ပါဘူးအလေဂျက်တမိတ်ခရိုက်စစ်ဖြစ်နေတာပါအရေးအလွန်ကြီးပါတယ်ဒီကိစ္စဟာ CRPH UNG ရဲ့ legitimacy ကိုပြင်းထန်စွာထိခိုက်ပြီးတော့ဖိအားပေးနေတာဖြစ်ပါတယ်ကျွန်တော်တို့သိတယ်လို့တခြားလူတွေနိုင်ငံတကာတွေသိပါတယ်ဒုတိယချက်ကဒေါ်ဆဆုကြည်အမေစုနဲ့ CRPH ရဲ့ဆက်နွယ်မှုပြဿနာ CRPA ဟာဒေါ်ဆန်းစုကြည်တို့ရဲ့သဘောထားကိုကိုစားပြုတယ်လို့ပြောဆိုခဲ့ပေမဲ့အမေစုတရားဝင်ထောက်ခံမှုလုံးဝမရခဲ့ပါဘူးလက်ရှိချိန်ဒီပါအမေစုဖန်စီခံနေရချိန်မှာ CRPA ကအမေစုရဲ့ကိုစားပြုအဖွဲ့လို့တောင်ပြောဆိုခဲ့တာကြောင့် NLD အဖွဲ့အတွင်းမှာခွဲထွက်တာတွေတွေးကြတာတွေအချင်းချင်းဘာဖြစ်တယ်ညာဖြစ်တယ်ပြောဆိုတာတွေအလုံးတည်ပြီးသားပါမသိသေးဘူးအချက်လက်မရှိပဲပြောနေတယ်လို့တော့လုံးဝမထင်ပါနဲ့ကျွန်တော်ပြောခဲ့ပြီးသားပါ နောက်ဆုံးတစ်ချက်ကတော့ CRPH က UNG ကိုကူပြောင်းစတင်မှုပါဒါဟာ CRPH ကနေ UNG ဖြစ်လာခြင်းမှာအဓိကသတိထားဖို့လိုတာ NLD ရဲ့အမူရင်း organizational identity NLD ရဲ့မူဟာအကြမ်းမဖက်နိုင်ငံရေးလမ်းစစ်ပါအဲ့ဒါကိုဆက်ကျင်ပြီး NLD အတွင်းရင်းမှုတွေတရားဝင်အုပ်ချုပ်သူတွေမပါဘဲနဲ့တခြားနိုင်ငံရေးအင်အားစုတွေနဲ့ပူးပေါင်းပြီးတော့ဖွဲ့စည်းခဲ့တာကတော့တရားဝင် NLD ရဲ့ဖြစ်တည်မှုကို စိတ်ခေါ်နေတဲ့အခြေအနေဖြစ်ခဲ့တာပါပဲဒီလိုရုံနဲ့ကွဲပြားမှုဟာတော်လိုင်းရဲ့ legitimacy ကိုပြပြစေရုံတာမကအန်ဒီအတွင်းပိုင်းကွဲပြားမှုကိုပါပုံမူပြီးတော့နှဆိုင်စေခဲ့ပါတယ်တနည်းအားဖြင့် NLD ကိုအာဏာသိမ်းသလိုဖြစ်နေပါတယ်ဒီရဲ့နောက်ဆက်တွဲဒီ NLD ရဲ့စီမျက်စိကမ်းတွေကိုမလိုက်နာပဲဆက်လက်အသုံးချနေခြင်းလက်ရှိချိန်ထိဒေါ်စားစုကြည်ဦးဝင်းမြင့် UNG ပေါ်မှာရှိနေခြင်း ICJ အဖွဲ့ဝင်ထုတ်ထားခြင်းစရစရ တရားမှုတွေအကုန်လုံးတော်လိုက်ပုံမှာတည်ရှိပါတယ်။မြူတာဖက်ဒရယ်စနစ်အာဏာလွှဲပြောင်းရေးအပေါ်မှာခွဲထွက်မှုတွေပုံမှုကွဲပြားတာတွေဖြစ်စေပါတယ်။ရှင်းရှင်းလင်းလင်းသိဖို့လုပ်ဖို့လိုပါတယ်။ဒါအပြင်မှာကိုဒီ identity crisis ဟာစစ်တပ်အတွက်အသုံးချလို့ကောင်းတဲ့လက်နက်တစ်ခုလို့ဥချိန်ဒီ live ပါနေတာဖြစ်ပါတယ်။တော်လန်ရေးကအတူရောင်များတယ်အတူရောင်ဖြစ်တဲ့သူဘယ်လိုပြောပြော propaganda လုပ်ဖို့အာသချက်တစ်ခုကိုဘုဖက်ကအစင်တက် ရော့ဆိုပြီးပေးနေတယ်လို့ဖြစ်ပါတယ်တော့အထူးတတိပြုဖို့လိုပါတယ်ဒီလိုရုံနဲ့ကွဲပြားမှုဆက်ရှိနေမဲ့ရုံနဲ့နဲ့နဲ့မကပ်ပဲရှိနေမဲ့ဘာဖြစ်လို့မလဲတိတ်ချော်တာပေါ့တစ်ဒေါ်လာရေးအရှိဟုံနေခွေးချင်းတရားဝင်မှုကင်းမဲ့လာတဲ့အခါမှာပြည်သူလူထုထောက်ခံမှုနိုင်ငံကအတိုင်းအဝိုင်းအတိမတ်ပြုမှုရောကြလာမှာပဲဒေါ်လာရေးအရှိဟုံနေခွေးတော်နိုင်တယ်ဆိုတော့အားလုံးသိပါတယ်အခုဖြစ်လာနေပါပြီတမန်နေ့ပြည်သူရဲ့အားပြပြတော်တွေ အဖွဲ့အစည်းနှစ်ခုကြားရုံးနဲ့ကွဲပြားမှုဟာပြည်သူလူထုကြားနဲ့စိတ်ရှုပ်ထွေးမှုနဲ့ယုံကြည်မှုကြောကြောင်မှုတွေကိုဖြစ်စေပါတယ်။မမြင်ချင်အောင်စာပြီးတွားနေတော့မမြင်ပါဘူး။မြင်အောင်ကြည့်တော့ရှင်းရှင်းကြီးပေါ်နေတာပါ။ဒါဟုတ်မလေးတပတ်လုတ်ပြီးရှေ့ဆက်တိုးနေရင်ဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့အခြေခံလေးသိုံတော့လည်းနားလည်ပါတယ်။ဒီတော့ပြည်သူပတ်ဝန်းမှုဒုတိယချက်အနေနဲ့အားနည်းစေပါတယ်။ဒါကိုလည်းလက်ရှိမြင်တွေ့နေရတဲ့ဆိုတော့ရှင်းရှင်းလင်းလင်းပါပဲ။ တတိယချက်ကခုနပြောသလိုအာနာရှင်ကအကျိုးမြတ်ရတာတော်လိုင်းအင်အားစုတွေကြွယ်ပြားမှုကစစ်ကောက်စီအတွက်အခွင့်ရေးဖြစ်လာပြီးသူဝါရောဖြန့်ချီရေးအတွက်အတုံးပြုပြီးအကောက်ကောင်းနဲ့ဘလောက်ထိသူ့အာနာအတွက်ဆက်လက်စောက်ကြိုင်ထားနိုင်လဲဆိုတာကျွန်တော်တို့ဘက်ကပေးနေတဲ့အခြေအနေပါပို့တော့သူ့ကိုခိုင်းမလာစေပါနဲ့ကျွန်တော်ပြောတာဟုတ်မဟုတ်ပြန်စဉ်းစားကြည့်ပါ ဒီလိုအခြေအနေကိုဆောင်ရှားနိုင်ဖို့ကလက်တလော့အချိန်မီပြင်ဆင်ဖို့အလွန်နောက်ကျနေတာပါထိုးဖောက်နိုင်စွာရှိတဲ့မဟာပြူအကြံဉာဏ်ကြံပြူချက်တွေတော့ရှိပါလေပထမဦးဆုံးအနေနဲ့ခင်ဗျားတို့ရရတည်တင်ပြုပြင်ရမယ့်လူတွေကိုဖောက်ထုတ်ဖဲ့ထုတ် CIA နဲ့ UNG ဟာ NLD နာမည်ကိုလောက်ဝမတုံးပဲနဲ့တော်လိုက်အဖွဲ့အစည်းဖြစ်တော်တော်လေးခြားနားအောင်ခွဲခြားထုတ်ပြီးတော့ပြက်ပြက်သားသားလှုပ်ဆောင်ဖို့အရေးတကြီးလို့ပါတယ် ုတိယချက်အနေနဲ့တော်လန်ရဲ့ legitimacy ကို and ad ရဲ့ legitimacy ပေါ်မှာပဲမူမတီထားပဲနဲ့ပြည်သူပါဝင်မှုမြေပြင်ကနေတိစဖို့ရရတည်တည်လုပ်ဖို့လိုပါတယ်။တပ်ဖွဲ့လို့ပြောင်းသွားမှဆိုလဲပြောင်းပြစ်ဖို့လိုပါတယ်။တိုင်းသားတွေပါပြည်လို့မယုံနဲ့ပြည်သူတွေမယုံနဲ့ဘာဖြစ်လို့နိုင်ငံတကာမှာအတိမတ်ပြုမှုမရလဲမိခွန်တွေထုတ်ပါ။အဲ့ဒီလိုဟာတွေပြောင်းမှပါပဲပြည်သူတော်လန်ရဲ့အဖြစ် ခိုင်မှဆိုပြောင်းပြစ်ပြီးတော့အမြန်ဆုံးပေါ်ပေါက်ခိုင်မှရက်တိလာမှာပါရက်တိနိုင်မှာပါ။ လီဟုတ်ချောက်ရရင်ကျွန်တော်တို့ရဲ့တော်လိုင်းခရီးမှာ NLD ရဲ့တမန်ဝင်အမွေနဲ့ CRPH NUG ရဲ့တော်လိုင်းခေါင်းဆောင်မှုကြောင့် identity crisis ဘယ်လိုဟန်ချင်းကြီးအောင်ချင်းကြီးပြီးရှေ့ဆက်ကြမလဲဆိုတော့အဲ့ဒီမိကုံးကိုလက်ရှိမြန်မာနိုင်ငံအတွက်ကျွန်တော်တို့အားလုံးဆက်လက်ပြီးစဉ်းစားရမယ့်အရေးကြီးဆုံးမိကုံးတစ်ခုပါပဲနားလည်ဆရာသမားတွေ comment မှာရေးခဲ့ပေးပါမားနေရရတက်တက်ထောက်ပြပါဆဲရင်ဘလော့ပါမယ် ཁྱོད ཁྱོད